ဒါကတော့ဟောင်ကောင်မြို့တော်ရဲ့မြောက်ပိုင်းတိုင်ပိုခိုင်မှာရှိတဲ့ဝမ်ဖူကောက်အင်ယာကမိုးမြော့တိုက်ကြီးတွေမှာမိအကြီးကျယ်လောင်ကျွမ်းမှုကြောင့်မိသားသမားတဦးအပါအဝင်လူပေါင်း55ဦးထဲမှနေတည်ဆုံးခဲ့ပြီးဒါဟောင်ကောင်မှာနှစ်ပေါင်း80ကျော်အတွင်းဆိုးဝါးဆုံးမိဘအန်ဒီရဲ့ဖြစ်လာခဲ့ပါတယ်။ပိုပြီးစိုးရင်စရာကောင်းတာကတော့အခုချိန်ထိလူပေါင်း290ကျော်ပျောက်ဆုံးနေစေဖြစ်ပါတယ်။ဒီမိလောင်မှုကဗိုလ်ဘူးနေ့နေ့လယ်ပိုင်းမှာစတင်ခဲ့ပြီးအချိန်တိုတွင်မှာပဲအဆင့်9အဆင့်အပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။ မိကျောက်တွေရဲ့ပူချင်ဟာအလွန်မြင့်မားနေပြီးပြိုကျလာနေတဲ့ညံတွေနဲ့အပျက်စီးတွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေဟာအလွန်ခက်ခဲနေပါတယ်။အဆောက်အုံတွေတဲကပူချင်ဟာအလွန်မြင့်မားနေတော့ကျွန်တော်တို့ဝင်ဖို့တောင်အရန်ခက်ခဲပါတယ်လို့မိသက်ဌာနဒုတိယညွှန်ကြားရေးမှူးကပြောပါတယ်။တည်ဆုံးသူတွေထဲမှာအသက်38နှစ်အရွယ်မိသက်သမားတဦးဖြစ်တဲ့ဟိုဝေဟိုလဲပါဝင်ခဲ့ပြီးသူနဲ့အဆက်အသွယ်ပြတ်ပြီးနိုင်ဝဲအကြာမှာသူ့ရဲ့ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ရတာပါ။ ဒီမိလောင်မှုရဲ့တကယ်အကြောင်းရင်းကိုစုံစမ်းနေစေဖြစ်ပေမဲ့ရဲတပ်ဖွဲ့ကတော့အဆောက်အုံကိုပြင်ဆင်နေစမှာအသုံးပြုခဲ့တဲ့မိမလောင်နိုင်တဲ့ပစ္စည်းတွေမဟုတ်တဲ့ပိုက်ကွန်စားတွေပလတ်စတစ်စားတွေကမိကိုအလင်းအမြန်ပြန့်နှံ့စေခဲ့တယ်လို့ယူဆထားပါတယ်။ဟောင်ကောင်မှာအသုံးများတဲ့ဝါညံ့တွေကလည်းအဆောက်အုံတွေကြားမိကူးစက်မှုကိုအားပေးခဲ့နိုင်တယ်လို့ကြွညင်သူတွေကသုံးသပ်ကြပါတယ်။ရဲတပ်ဖွဲ့ကတော့ကုမ္ပဏီကတာဝန်ရှိသူတွေဟာအလွန်အမင်းပေါ်ဆခဲ့ပြီးဒီမတော်တဆမှုကိုဖြစ်ပွားစေခဲ့တယ်လို့ယုံကြည်ရတဲ့အကြောင်းရင်းတွေရှိတယ်လို့ပြောကြားခဲ့ပြီး ဆောက်လေကော်မတီရဲ့အမှုဆောင်အရာရှိသုံးဦးကိုလူသတ်မှုအပြင်းထန်ပေါ်ဆမှုနဲ့ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ဝဖူကောက်အင်ယာအသက်ကြီးရွယ်ကိုအများစုနေထိုင်ရာနေရာဖြစ်ပြီးနေထိုင်သူအလုံးရဲ့40ရာခိုင်နှုန်းနီးပါးဟာအသက်65နှစ်အထက်တွေဖြစ်ကြပါတယ်။မိစလောင်တို့အချက်ပေးခေါလောင်းတွေကမမီဘူး။တလီကားတွေလည်းအလုံးမလို့တော့ထွက်ဖို့အရက်ခက်ခဲခဲ့တယ်လို့အသက်ရှင်လွမြောက်လာသူတွေကပြောပါတယ်ချိုကတော့ပြင်ဆင်ရေးလုပ်ငန်းတွေမှာမိသက်အချက်ပေးစနစ်ကိုပိတ်ထားခဲ့တယ်လို့ဆိုပါတယ် ဟောင်ကောင်ဆိုရကတော့ဒီဖြစ်ရဲ့ကြောင်းလာမယ့်လွှတ်တော်ရွေးကောက်ပွဲမှာမဲဆွဲစည်းရုံးမှုတွေကိုရပ်ဆိုင်းလိုက်ပြီးနိုင်ငံတော်ဝန်ကပြင်ဆင်ရေးလုပ်ငန်းခွင်အားလုံးကိုဘေးကင်းရေးအတွက်စစ်ဆေးသွားမယ်လို့အကြီးအကဲဂျွန်လီကကတိပေးခဲ့ပါတယ်။တရုတ်သမ္မတရှီချင်းပြင်ကလည်းဝမ်နဲ့ကြောင်းတဝန်လာပေးပို့ခဲ့ပါတယ်။